တီရီယိုကေဦးကာလာတွေကခိုင်ခိုင်မာမာယက်တီကြော်ကြားလာခဲ့တဲ့နိုင်ငံကျော်တေးသန်ရှင်ဗီတာခင်ညိုဟာစက်တင်ဘာလ25ရက်နေ့မနက်9နာရီမှာ ရန်ကုန်မြို့ကနေအိမ်မှာကွဲလွန်သွားခဲ့ပါတယ်။နှွေမြက်ခွာညိုဒီဇင်ဘာနနက်ခင်းကျွေယိုလေးနဲ့ဒုတိယလူစားတဲ့တေးသချင်းတွေဟာစတူဒီယိုခေဦးမှာကြော်ကြားထင်ရှားခဲ့ပြီးကို့ပြင်းနဲ့ကိုဆက်ရွေငုံမယ်လိုက်ခဲ့တော့နှွေသားဆိုရင်မပြတို့ရဲ့နောက်ဆုံးချိန် ကျူရှင်လေကားရင်စားတဲ့တခြင်းတွေဟာ လူကြိုက်များထင်ရှားလာပါတယ်တီရီယိုခေဦးဒေသရှင်ဖြစ်ပေမဲ့နောင်ပိုင်းခေတ်ကာလမှာလေးဖြူ KD တို့နဲ့ပူးပေါင်းဖန်တီးခဲ့တဲ့နောက်ဆုံးသဘောထားဆိုတဲ့တခြင်းကပရိသတ်တွေနှစ်ချိုက်အားပေးခဲ့တဲ့တခြင်းဖြစ်တယ်လို့ KD ရေးပြီးဗီတာခင်ညိုဆိုခဲ့တဲ့ဘဝခီးတခြင်းကလည်းလွန်စွာ လူကြိုက်များခဲ့ပါတယ် ဗီတာခင်ညိုဟာကွယ်လွန်ချိန်မှာ အသက်80ရှိပြီဖြစ်ပြီးဇနီးနဲ့တားသုံးဦးကြံရိတ်ခဲ့ပါတယ်။ဗီတာခင်ညိုရဲ့နာရေးစာပြကိုစက်တင်ဘာ29ရက်နေ့မှာပြုလုပ်ဖို့စီစဉ်ထားပြီးရန်ကုန်မြို့ကံတော်လေးကဒေါ်သိန်းတင်လန်းနေအိမ်မှာပြုလုပ်မယ်လို့ဂီတအတိုင်းဝိုင်းကတည်ရပါတယ်။နာရေးအတွက် မိတ်ဆွေတွေနဲ့မိသားစုကသူတို့အိမ်မှာစီစဉ်နေကြပါတယ်။နှလုံးရောဂါအခန်းရှိတယ်။နောက်လေဖျန်းထားသလိုဖြစ်ထားတော့မိသားစုကဂရုစိုက်ပေးနေတာတော့ရှိပါတယ်။ ရုတ်တရက်ဆိုသလိုဆုံးသွားတာပါလို့မိသားစုနဲ့နီးစပ်သူတို့ကပြောပါတယ်။ ဒေးတချင်းပေါင်းယာနဲ့ချီတီဆိုခဲ့တဲ့ဒေးတန်ရှင်ဗီတာခင်ညိုဟာ စတူဒီယိုခေဦးမှာဒေးတချင်းခွေများစွာကိုထုတ်ဝေတီဆိုခဲ့သူလည်းဖြစ်ပါတယ်။သူ့ရဲ့ချိုတာလုံးနဲ့အတန်းတန်စင်အလှတရားတွေနဲ့အတိတ်ပဲရှိလာတဲ့စာသားတွေကိုပေါင်းစပ်ထားတဲ့တချင်းတွေကြောင့်ညမဂီတာလောကထဲမှာသူ့ရဲ့နာမည်ဟာ ထာဝရအမတ်ရနေစီမှာပဲဖြစ်ပါတယ်။